။အားပေါ်မှာအထူးဆန်းဆုံးမျိုး၅ခု။ဒီမျိုးလေးရဲ့နာမည်ကတော့ Longia Bion လို့ခေါ်တယ်။သူကတော့ကမ္ဘာမြောက်ဘက်အကြဆုံးပိုင်းမှာရှိပါတယ်။ဒီမျိုးလေးရဲ့တစ်နှစ်ပတ်လုံးမှာနေထွက်တဲ့လကလေးလရှိပြီးတော့နေမထွက်တဲ့လက၄လရှိပါတယ်။အပူချိန်၅ဒီဂရီသာရှိတဲ့ဒီမျိုးလေးမှာထူးဆန်းတဲ့ဥပဒေတရားလည်းရှိပါသေးတယ်။ဒီမျိုးလေးမှာလူသေးသွားရင်ဒီမျိုးမှာပဲမြုပ်လို့မရပါဘူး။ နော်ဝေနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့အော့စလိုမှာသွားပြီးတော့မြုပ်နှံရပါတယ်။အကြောင်းကတော့ရာသီဥတုကအရန်အေးတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကောင်တွေကမပုံမတိုးမဆွေးမမြေ့ပဲနဲ့ယောဂါပိုးတွေပြန်နှံနိုင်လို့ပဲဖြစ်ပါတယ်တဲ့။ဒီမျိုးလေးမှာဝင်ရိုးစုံဝဝန်တွေလည်းနေထိုင်ကြပါသေးတယ်။ဝင်ရိုးစုံဝဝန်တွေကိုတနက်နေ့ပြင်မတက်ရဘူးဆိုတဲ့ဥပဒေတွေလည်းထုတ်ပြန်ထားပါသေးတယ်။နောက်ထပ်ထူးဆန်းတဲ့မြို့လေးရဲ့နာမည်ကတော့နာမည်နဲ့တင်ကိုတွားကျင်စပွဲဖြစ်နေပါပြီ။သူ့ရဲ့နာမည်ကတော့ငရဲပြည်ရဲ့တကားဝလို့ခေါ်ပါရတယ်။ ဒီမျိုးလေးကတော့ဒီမီးလောင်နေတဲ့တွင်းကြီးကြောင့်ပဲနာမည်ကြီးနေတဲ့မျိုးလေးဖြစ်ပါတယ်ဒီတွင်းကြီးထဲမှာရှိတဲ့မီးတွေကတော့1981ခုနှစ်ကတည်းကလောင်လာလိုက်တာအခုချိန်ထိနှစ်ပေါင်း90ကျော်တစ်ချက်မှမငြိမ်းသေးပါဘူးတဲ့ဒီထူဆန်းတဲ့တွင်းကြီးကတော့ချာကမန်နစ္စတန်နိုင်ငံခါရာခမ်တဲကန်နာရရဲ့အလဲမှာရှိတဲ့ဒါဝါဇက်လို့ခေါ်တဲ့ရွာလေးနားမှာပဲရှိပါတယ်ရှင့်နံပါတ်3အနေနဲ့ကတော့ဒီမျိုးလေးကိုရွေးချယ်လိုက်ပါတယ်။ဒါလေးကတော့စပိန်နိုင်ငံမှာရှိတဲ့ Saturnial Dallas Bodegas လို့ခေါ်တဲ့မြို့လေးပဲဖြစ်ပါတယ်ရှင့်ဒီမျိုးလေးရဲ့ထူးခြားချက်ကတော့သူကကြောက်တောင်နေရဲ့အောက်မှာမျိုးလေးတည်ထားတာဖြစ်ပါတယ်ဒီကြောက်တောင်နေရတော့ဗောနောသူ့ရဲ့သဘာဝအတိုင်းပဲအပူအအေးကိုထိန်းကြည့်ပေးပါတယ်တဲ့ဒီမျိုးလေးကတော့အိန္ဒိယနိုင်ငံဂင်ဂါမြစ်ကမ်းပေါ်မှာတည်ရှိတဲ့ Varanasi လို့ခေါ်တဲ့မျိုးလေးပဲဖြစ်ပါတယ်ဒီမျိုးလေးကတော့ကမ္ဘာရှိအကြဆုံးမျိုးလို့သတ်မှတ်ခြင်းခံထားရပါတယ် ဒီမျိုးလေးကဟိန္ဒူဘာသာဝင်တွေရဲ့အလေးမြတ်ထားတဲ့မျိုးလေးတစ်မျိုးလည်းဖြစ်တယ်။ဒီမျိုးလေးရဲ့နောက်ထပ်ထူးခြားချက်ကတော့24နာရီလုံးလောဂင်ဃာမြေကမ်းပေးမှာအလောင်းတွေကိုမီးတကြိုးတယ်ပြီးတော့ဂင်ဃာမြေထဲကိုမျောလိုက်တယ်။သူတို့ဒါဘာလို့အဲ့လိုလုပ်တာလဲဆိုလို့ရှိရင်တေဆုံးချင်းတွေကိုပြန်လဲမွေးဖွားဖို့ဆိုတဲ့ယူဆချက်နဲ့လုပ်တာဖြစ်ကြပါတယ်တဲ့။ဒီနောက်ဆုံးမျိုးလေးကတော့လူတိုင်းသွားကျင်တဲ့မျိုးလေးဖြစ်မယ်လို့ယူဆပါတယ်။ ဒီမျိုးလေးရဲ့ထူးခြားဆုံးချက်ကတော့ဥပဒေမရှိဘူးရဲတွေမရှိဘူးအခွန်ကောက်ခံတာတွေလုံးဝမရှိတဲ့မျိုးလေးဖြစ်ပါတယ်တဲ့ဒီမျိုးလေးကတော့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားမှာရှိပါတယ်တခုတည်းသောလွမြောက်တဲ့နေမြေလေးပဲဖြစ်ပါတယ်တဲ့ဒီမျိုးလေးမှာရှိရဲ့လူတွေကသူတို့ကိုယ်တိုင်ပဲလျှက်စင်မီရအောင် ဖန်တီးကြတယ်ဆိုလာလေးနဲ့ဟင်းနေချက်ပြုတ်ကြတယ်ဒီမျိုးလေးမှာရှိတဲ့အိမ်တွေကိုတော့လူတွေကကားအဟောင်းနေနဲ့တိဆောက်ထားကြပါတယ်တဲ့ ဘယ်မျိုးလေးကိုအသွားချင်းဆုံးဖြစ်မလဲ comment box မှာရေးပေးခဲ့ဦးနော်